ကယ်ဘူးကကျွန်တော်တို့ဒီမှာညနေအတွက်ပြကြတော့အဲ့တော့မနေ့ကဒင်းနေဗီဒီယိုဖိုင်မှာတော့ကျွန်တော်တို့ဒီခွန်နောက်ဘိတ် CD ဆွဲဖို့လို့ပြောပြောထားတယ်ဗောနော်နောက်မနေ့ကလည်းခွန်နောက်ဘိတ်ကိုပဲတည်ပြီးတော့ပြပေးထားတယ်ဗောမနေ့ကနောက်ဆုံးပြရတဲ့ဗီဒီယိုဖိုင်မှာလည်းခဲအဲ့တော့ညနေရိုးလည်းကျွန်တော်တို့ကဒီလုံးဝထိုးတဲ့နဲ့ထိတ်စီတစ်လုံးဗောနော်အဲ့ကောင်ကိုပြပေးမှဖြစ်တယ်ဗောနော်ထိတ်စီတစ်လုံးပဲပြပေးမှဖြစ်တယ် အဲ့ဒါတော့ပြရဲစီကိုကျွန်တော်သွားလိုက်ကြတယ်။တော့ပြောချင်တာကတော့အာ VPN လေးတွေဖွင့်ပြီးတော့ကြည့်ပေးကြဖို့တောင်းဆိုချင်ပါတယ်။နော် VPN ဖွင့်ပြီးတော့ကြည့်ပေးကြပါ။ဒီအားလုံးပဲ။အဲ့တော့ Okay ပြရဲစီကိုသွားလိုက်ကြတယ်။ပထမအဆုံးဒီမှာညားနဲ့တချောက်တော့ပေါင်းတော့ပါရ။တချောက်တော့ပေါင်းတော့၃ညဆိုတာရတယ်နော်၃ညရတယ်။ အဲ့လိုတုံညာဖြစ်လို့မလို့သူဒီဒီတုံညာရဲ့ဒီရှစ်နှစ်ပေါင်းညာတုံညာဖြစ်နော်တုံညာဖြစ်ဖြစ်တခါဒီလိုမျိုးလဲသူထတ်ချုပ်တာရှစ်တုံညာရဲ့နှစ်ရဲ့ပေါင်းညာလဲတုံညာဖြစ်တယ်ထတ်ချုပ်တာနော်တုံညာ၃ချက်၁ချက်၂ချက်၃ချက်အဲ့လိုမျိုးထတ်ချုပ်တာကဲဒါဆိုရင်နောက်တစ်ခုဒီမှာမြားတဲ့ ရောင်ပြောင်းလိုက်ပြန်စင်းရောင်ဒီတုံညရေရှေ့ရေတုံညရေပေါင်းရင်ဟာသူဒီရှေ့ရရှေ့ရလို့မလို့ဒီမှာ6ရေ2ရေတုံညရေပေါင်းရင်ရလဲရှစ်ဖြစ်တာနော်ရှစ်ဖြစ်တခါတဲ့သူကဒီ3လုံးပေါင်းတော့လေ3 5တုံညပေါင်းတော့လေရှစ်ဖြစ်တာနော် အဲ့လိုမျိုးဒုံညာဒုံညာဒုံညာရှေးရှေးရှေးသုံးချက်เนาะအဲ့လိုသုံးချက်ချုပ်ထားတဲ့ထိပ်ရှိဖြစ်တယ်ဒါဆိုရင်ကျွန်တော်တို့ဒီညနေအတွက်ဘာရမလဲအယောင်ပြောเนาะကြောက်နှစ်ပေါင်းတော့ရှေးရှေးနဲ့ငါလည်းပေါင်းတော့သုံးရเนาะဒါဆိုရင်သုံးဆိုပြီးရတယ်တစ်ချက်စပြီเนาะအဲ့တော့သုံးစတဲ့အခါကျတော့ဒီမှာ သုံးရသုံးသုံးရသုံးရရဲ့ပေါင်းပါသုံးရနော်အလောသုံးရထိပ်အဲ့လိုမျိုးသုံးဖြစ်နေပါနော်သုံးရရှစ်သုံးသုံးရရှစ်သုံးသုံးရရှစ်သုံးပေါ့နော်အဲ့ဒါဆိုရင်မနေ့ကကျွန်တော်တို့ထွက်တာသုံးရခွန်သုံးရခွန်ဆိုတော့လေသူကဒီမှာလဲသုံးဆိုပြန်ချုပ်သုံးရထိပ်စီယူနော်ဒီလိုမျိုး6ခွန်သုံးရနဲ့ သုံးဆိုပြီးလည်းချုပ်တယ်။ဒါဆိုတော့၃ညာ၃ညာအလုံးသွားတယ်။၃ညာ၈၃၊၃ညာ၈၃၊၃ညာ၈၃နော်။ဒါဆိုတော့၃ညာထိပ်ပြီးလုံးဝတို့ဆွဲတဲ့နဲ့ဟာတခုလုံးဝဖြစ်သွားပြီပေါ့နော်။၃ညာထိပ်ပြီးညနေတွဲ၃ညာထိပ်ပြီးလုံးဝဆွဲတဲ့နဲ့ဟာတခုဖြစ်သွား။ကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကဒီမှာဒီကောင်ကိုထပ်ပြီးတော့အထောက်ကူပြူတယ်။၃ညာထိပ်ကိုထပ်ပြီးတော့အထောက်ကူပြူတဲ့ကောင်တခုထပ်ပြပါမယ်။ တော့ဒီမှာကြတော့မပြတော့ဘာလို့လဲဆိုတော့ရှုံနေတယ်เนาะရှုံနေတော့ဒီမှာတစ်ချက်ထွက်လာထွက်ပြီးတော့ဒီမှာပြန်ရေးလိုက်တယ်ဒုံညာခေါ်စီပြန်ရေးထားလိုက်ကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်ပြမယ်အဲ့တော့ပြမယ်ဆိုရင်ဒီကောင်းလက်ဒီနားမှာအဲ့တော့ဒီထိတ်ကိုထောက်ကိုပြူတဲ့ဟာပေါ့เนาะအဲ့ဒါကိုပြမယ် တော့ပြမယ်ဆိုဗမာဥသုံးဒီကောင်းတယ်ဗောနော်ဒီ933ရပေါင်းခြင်းကသူဒီအဲ10ဖြစ်တယ်ဗောနော်သူဒီ10ဖြစ်တယ်10ဖြစ်တယ် sorry 10ဖြစ်တယ်အဲ့လို10ဖြစ်လို့မလို့သူဒီဒီနောက်မှာကျွန်တော်6နဲ့နှစ်နဲ့ပေါင်းခြင်းရလဲ6နှစ်ပေါင်းခြင်းရအဲ့ဒါဒီလဲသူ10ဖြစ်တယ်နော်10ဖြစ်တယ်တခါ ီမှာရောင်ပြောင်းမယ်ပေါ့နော်ရောင်ပြောင်းပြီးတော့395ပေါင်းခြင်းက10ဖြစ်တယ်နော်10ဖြစ်တယ်ဒီမှာဒီလဲ10ဖြစ်တယ်ဒါဆိုရင်းတဲ့သူဒီဒီမှာ10နဲ့395ပေါင်းခြင်းကလည်း10ဖြစ်တယ်နော်10ဖြစ်တယ်10ဖြစ်တယ်ဒါဆိုရင်မနေ့ကကျွန်တော်တို့ 3ခွန်လို့ထွက်တယ်เนาะ3ခွန်ထွက်တော့ဒီမှာအယောင်ပြောင်းလေပေါ့เนาะအယောင်ပြောင်းပြီးတော့ဒီအနေနဲ့3ခွန်ကပေါင်းတော့နှစ်ဖြစ်เนาะနှစ်ဖြစ်တယ်နှစ်ဖြစ်တဲ့ကာကြတော့သူဒီဒီကနှစ်ရေဒီက3ရေပေါင်းပါသားလင်သူဒီနှစ်ဖြစ်เนาะဆိုတော့ဒီမှာဒီလေ3ညထိတ် ဆိုတော့ရတယ်ဗောနော်ရှစ်ရှစ်နှစ်ဒီဘက်မှာလည်းရှစ်ရှစ်နှစ်ဒီလိုပေါင်းရင်းဗောနော်ဒီလိုမျိုးပေါင်းရင်းဒီလူတွေနှစ်တုံညာပေါင်းရင်းနှစ်ဖြစ်ရှစ်တုံညာပေါင်းရင်းရှစ်ဖြစ်ချောင်းနဲ့ပေါင်းရင်ရှစ်ဖြစ်ရှစ်ရှစ်နှစ်ရှစ်ရှစ်နှစ်เนาะအဲ့လိုမျိုးနဲ့ဒီမှာဒီလဲကျွန်တော်တို့တုံညာဒီထိတ်ဆိုပြီးတော့လာတွေ့ပါတယ်ကဲဟုတ်ပြီဒါဆိုရင်နောက်ထပ်တုံညာထိတ်စီကတော့လုံးဝဆွဲရမှာပေါ့နော်လုံးဝဆွဲရမှာဖြစ်တယ်ကဲဟုတ်ပြီနောက်ထပ် ထပ်ပြီးတော့ခနန်းနှစ်ကွက်လောက်တတ်ထိုးနော်ထိုးထိုးလို့ရတဲ့ပြပေးမယ်အဲ့ဒါကိုကျွန်တော်ချက်ကြည့်တို့ထိုးကွက်နည်းနည်းပေါ့နော်နောက်တစ်ခုကထိုးကွက်တစ်ဆိုင်နောက်တစ်တစ်ဆိုင်ပေါ့နော်နောက်တစ်တစ်ဆိုင်နဲ့တွေ့တဲ့ဟာတစ်ခုကိုလည်းပြမယ်ပြမယ်ဆိုတော့မနက်ကဒီမှာ၃ညခုံပေါ့နော်၃ညခုံကဲဟုတ်ပြီဒါဆိုရင်ဘယ်လိုမျိုးလဲပေါ့နော်ဒီမှာတဲ့သူကဒီ6ရယ် 9ရေနော်3ညရေပေါင်းညတက်နော်6 9 3ညပေါင်းညတက်အဲ့လိုမျိုးအဲ့လိုမျိုးတက်ပေါ့နော်တက်သူရေးထားလိုက်တက်အဲ့လာဟိုသူကဒီမှာ93ရေဒီ93ရေဒီက3ရေပေါင်းညနော်အဲ့ရဒီတက်ဖြစ်တယ်နော်တက်ဖြစ်တယ်တက်ဖြစ်တယ်ကဲနောက်တစ်ခုဒီမှာအရောင်ပြောင်းအောင်ပဲ ီ9ရေဒီ3ရေဒီ1ရေနော်9 3 1ပေါင်းညီ9 3 1ပေါင်းညီအစော်ရင်9 3 6ပေါင်းညီ9 3 6ပေါင်းညီဟာဒူဒီ4ဆိုရနော်9 3 6တော့ရှေ့ရှင်းနဲ့6နဲ့ပေါင်းတော့4ဆိုဒီမှာလည်း4ဖြစ်တဲ့အတွက်ဒီမှာကကျွန်တော်ဘလို့4ပြန်ဖြစ်လဲ3 3ညနဲ့ဒီက1နဲ့ပေါင်းညီဟာ ုံညာသုံးတုံညာတစ်ပေါင်းရင်၄ဆို၄ဖြစ်တယ်နော်၄ဖြစ်တယ်အဲ့တော့အဲ့လို၄ဖြစ်လို့မလို့အပေါ်မှာကျွန်တော်ကြာဖို့တစ်ချက်ကြံသွားတယ်နော်အဲ့လို၄ဖြစ်လို့မလို့ဒီဒီလိုမျိုး၄ဖြစ်တယ်၃၃ရဲ့တည်းတုံညာပေါင်းရင်၄ဖြစ်တယ်နော်အဲ့ဒါဒီအောင်မှာရေးထားလာအဲ့တော့အပေါ်မှာရောကျွန်တော်အဲ့လိုမျိုးလေးတစ်ဖြစ်လာเนาะဒီမှာ1 1 1မို့လို့6 2 3ဆိုပြီးတော့ တစ်ဖြစ်တယ်နော်ချောင်းတင်သုံးဆိုတစ်ဖြစ်တယ်အဲ့တော့တစ်တစ်တစ်နော်တစ်တစ်သုံးချက်ပြီးတော့နေဒီကနေစာပေါ့နော်၄၄လေးပေါ့နော်အဲ့လိုမျိုးအဲ့မှာတစ်ချက်ပြဟုတ်ကျန်နေခဲ့တာပေါ့နော်ဒီမှာဒီလိုမျိုး6နှစ်3ပေါင်းခြင်းက1နော်ဒီလိုမျိုး3 1 3ရပေါင်းခြင်းက4မှာတော့အပီးပေါ့နော်အပီးယူတာစိုက်ကိုအပီးယူတာအာပေါင်းနေအပီးယူတာပေါ့နော်ဟုတ်ပြီဒါဆိုရင်ဒီမှာအရောင်ပြောင်းပြီးတော့ ရောင်ပြောင်းပြီးတော့ပြမယ်ဒီရှိရေဒီရ3ညရေဒီရ3ရေ8 3ညာ3ပေါင်းညာသူကတစ်ဆိုပြီးရနော်အဲ့လိုတစ်ဖြစ်လို့ဒီဘက်မှာလည်းတစ်ဖြစ်ရမယ်ဒီဘက်မှာလည်းတစ်ဖြစ်ရမယ်နော်တစ်လေးတစ်တစ်လေးတစ်တစ်လေးတစ်ပေါ့နော်ဒါဆိုရင်သူဒီဒီမှာတစ်ဖြစ်ဖို့အတွက်ဆိုရင်ဒီမှာ3ညာ5ရှိဒီ3ညာဒီနှလုံးက3ညာ5ဆို5ရှိအဲ့တော့ဒီကတစ်လုံးနဲ့ပေါင်းရင်တစ်ဖြစ်ရမယ် တစ်ဖြစ်ရမယ်ဆိုရင်ကျွန်တော်တို့ကဒီမှာ6အပိတ်ထည့်ရတယ်6ပိတ်ထည့်ရတယ်နော်6ပိတ်ထည့်ရဒါဆိုရင်တစ်ဖြစ်မယ်နော်8 3 3နဲ့တစ်တယ်3 5 6နဲ့1မယ်နော်ဒါဆိုရင်ဒီလိုမျိုးပြန်ပြီးတော့တစ်ရမယ်တခါဒီလိုမျိုးကလည်းပြန်ပြီးတော့တစ်ရမယ်ဘယ်လိုမျိုးတစ်မလဲဆို1 5 1 6တစ်ချောက်လေးအောင်ရင်တစ်ဆိုပြီးနော်အဲ့လိုမျိုးတစ်ဖြစ်ရတယ်ဒီလိုမျိုးသူကတစ်ဖြစ်ရတယ်ကဲဟုတ်ပြီနော် ိုင်းနီးနဲ့အတူဒီကျွန်တော်တို့1 4 1 4 1 1 4နီးနဲ့ကျွန်တော်တို့4 4 6ဆိုတာတစ်ခွက်ကောင်ရပါတော့46ဆိုပြီးတော့ဒီမှာတစ်ခွက်ကောင်46ရပါတော့ခုနကတော့ထိတ်စီးလမ်းကြောင်းနဲ့မဆိုင်ဘူးเนาะဒီ site ကဒါတသက်ဆိုင်เนาะဒါ46ဆိုတဲ့ကနန်ပါတော့46ဆိုတဲ့ကနန် site ဖြစ်တယ်เนาะအဲ့တော့သူကအဲ့လိုမျိုးဒီမှာ1 4 1 4 1ဒီမှာ1 4 6ပေါင်းခြင်းရတယ်1ဖြစ်တာပေါ့နော်3 5 6ပေါင်းခြင်း1ဖြစ်တယ် 833ပေါင်ရင်1ဖြစ်လို့356ပေါင်ရင်1အဲ့လိုတစ်ဖြစ်လို့164ပေါင်ရင်1ဆိုပြီးတော့1 1 3ချက်တော့အဲ့လိုမျိုးဖြစ်ရမယ်ကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့နောက်ထပ်ဒါမှဒီမှာ46ဆိုရရပါမယ်နော်နောက်ထပ်တစ်ခုကဘာလဲပေါ့နောက်ထပ်တစ်ခုကဘာလဲဆိုတာချက်ကြည့်မယ်နောက်ထပ်တစ်ခုကကျွန်တော်ဒီမှာ300ခုပေါ့နော်300ခုဆိုတော့အဲ့မှာကျတော့ကျွန်တော်တို့တစ်ချက်ပြရစီရရှိတယ်ပေါ့နော်ဒီမှာက ဒီ933ပေါင်းချင်းကသူက933ပေါင်းချင်းဒီတစ်ဖြစ်တယ်နော်အသုံးအနှုန်းရှင်းရှင်းနဲ့သုံးလဲမို့တစ်အဲ့လိုတစ်ဖြစ်လို့မလို့သူကဒီလိုမျိုးလဲသူကတစ်ဖြစ်တယ်933ပေါင်းငါ933ဒီက3 3ပေါင်းချင်းလဲအဲ့လိုမျိုးကိုလဲသူကတစ်ဖြစ်တယ်နော်ကဲဟုတ်ပြီဒါဆိုရင်နောက်ထပ်ကျွန်တော်ဒီမှာမြင်းနဲ့ဒီရဲ့8 3ညာ 6ပေါင်းရင်အတူအား4ဖြစ်တယ်နော်4ဖြစ်တယ်4ဖြစ်တဲ့အခါမှာဒီလိုမျိုးသူက4ဖြစ်တယ်ဒီမှာ3တုံညာရယ် sorry 3တုံညာနဲ့ဒီက3တုံညာနဲ့ဒီက1နဲ့နော်ဒါဒီလေ4ဖြစ်တယ်နော်4ဖြစ်တယ် ဆိုတော့ဒီမှာဆိုရင်သူဒီ3 5 3ညเนาะ3 5 3ညဒီသူက10ဖြစ်တယ်10ဖြစ်တော့သူဒီမှာ10ဖြစ်မှာလား10ဖြစ်ဖို့အတွက်ဆိုရင်ဒီမှာ3ည5ရှိတယ်เนาะ3ည5ရှိတယ်ဒီဟာကျွန်တော်တို့ဘုံပိတ်ထဲမှာဒါလည်း10ဖြစ်เนาะဘုံပိတ်ထဲမှာဒါလည်း10ဖြစ်ဒါဆိုရင်1 4 10เนาะဒီမှာ1 4 8148ကဲဟုတ်ပြီ3ဘေးရပြီဆိုရင်ကျွန်တော်တို့ဒီမှာတစ်ခုကြည့်မယ်နော်တစ်ခုကြည့်မယ်ဒီအကြောင်းတစ်မျိုးနဲ့တစ်ခုကြည့်ဒီမှာ1ဖြစ်လို့တဲ့ဒီ3လုံးပေါင်းခြင်းက1ဖြစ်တယ်နော်3လုံးပေါင်းခြင်း1ဖြစ်တယ်နော်ဒီ1ဒီ1ဒီ1ဖြစ်လို့3လုံးပေါင်းခြင်းဒီလိုမျိုး1တယ်နော်1တယ်တခါဒီမှာတဲ့ตัวอย่างเปียงเลย လေးဖြစ်လို့မလို့ဒီလိုမျိုးလေးတယ်သုံးတက်သုံးရသုံးတက်နေဒီမှာလေးတယ်နော်လေးတယ်ဒီလိုလေးဒီလိုလေးလို့မလို့ဒီမှာလေးတယ်နော်အဲ့မှာလေးတယ်ဒါဆိုရင်ဒါဆိုရင်သူဒီအရောင်ပြောင်းမယ်နော်ဒီမှာကတော့ဘာဖြစ်ရမလဲရှစ်ဖြစ်ရရှစ်ဖြစ်ဖို့အတွက်ဆိုရင်ဒီမှာ1 3ဆိုတာရှိတယ်1 3ရှိတယ်ဒါဆိုရင်ဒီမှာ၄ထည့်ရင် သူဒီရှစ်ဖြစ်နော်ရှစ်ဖြစ်မယ်အဲ့တော့၄ထိပ်ထဲဒါဆိုတော့ကျွန်တော်ဒီမှာကျတော့၄၃ဆိုတော့ရပါနော်၄၃ဆိုတော့ရသွားကဲဟုတ်ပြီအဲ့တော့ဒီမှာဒီထိုးွက်ဒီ၄၃ဆိုတော့ထိုးွက်ရနော်ကဲဒါဆိုရင်ကျွန်တော်တို့အဲ့တော့ထိုးွက်ဒီရေးမယ်ထိုးွက်ရေးမယ်ဆိုရင်ကျွန်တော်ထိတ်စီဆွဲဖို့နော်ထိတ်စီဆွဲဖို့ကထိတ်သွဲဖို့ကကျတော့ကျွန်တော်လုံးဝ ွဲတင်တဲ့ထိပ်က၃ညာထိပ်ဆွဲရပါမယ်ပြီးတော့၄၆၄၃တင်ရရပါမယ်အော် sorry ၄၆၄၆၄၃တင်ရရမယ်ပြီးတော့၃ညာ၃ညာထိပ်နဲ့ဆိုရင်အဲ၃ညာ၃ထိုးတင်ပါလေနော်ပြီးတော့၃ညာ၃ပြီးတော့၃ညာ၆ထိုးတင်တယ်နောက်၃ညာ၉တင်တင်တယ်ဗောနော်၃ညာ၉တင်တင်တယ်နော်အဲပြီးတော့ကြတော့ ၃ည၃ရက်၃ည၆ရက်၃ည၉ရက်အဲ့ဟာတင်းတင်းပါတယ်ဆိုတော့အဲ့တော့ main အနေနဲ့ကတော့ကျွန်တော်ကြိုက်တာကတော့ဆို၃ည ठ ိတ်စီပေါ့နော်၃ည ठ ိတ်စီလုံးဝကြိုက်တယ်ကြိုက်ပြီးတော့တင်းရမယ်ခဏက၃ည၃တင်းထိုးပါ၃ည၆တင်းထိုးပါ၃ည၉တင်းထိုးပါနော်ဒီမှာ၄၃၃ထိုးပါ၄ဒီဒီ6 43အဲ့နှစ်ခုထိုးပါနော်။နောက်ပြီးကြတော့မနေ့ကနေ့ညနေပြန်ကြမယ်ဆိုရင် ကျော်ဗာထိုးတင်နေလေဆိုရင်တောင်ကြာခွန်ဆိုပြီးတော့လေထိုးတင်ပါလေနော်အဲ့ဒီနှစ်၄၆ခွဲရေထိုးပြီးတော့တောင်ကြာထိတ်စီကိုစီစီဆွဲလိုက်ပါခဲ့အားလုံးလည်းကံကောင်းကြပါလိမ့်